ဒီဖိုးကြီးရောက်ရှေးဟောင်းကျေဆုစနစ်ရဲ့အရှင်သခင်၅ပါးထရာတယောက်ကောင်းကင်အရှင်လေးဟောင်းနဲ့တကားပဲ မတည်ငြိမ်တဲ့အတန်တစ်ခုကပဲ့တင်ထပ်သွားပြီးသူကလက်ကူမြောက်ကဝယ်လင်းကပြန်လဲဖွဲ့စည်းကစားမှသူ့ရဲ့ကြောကိုရိုက်လိုက်ပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခွင့်ပြုတောင်းဆိုချင်ပါတယ်ဝယ်လင်းရဲ့ခန္ဓာပြင်းထန်စွာနဲ့တုန်ခါသွားပြီးသူကရွှေရောင်သွေးတစ်လုံးကိုအန်ထုတ်လိုက်ရပါလေသူ့ရဲ့ခန္ဓာဟင်းသားဗရာဂျိုစီကိုလစ်ဆင်သွားပြီးအိတ်ထဲကိုထိုးဆိုင်ဝင်သွားပါလေအဲ့ဒီဝေဝါးနေတဲ့ပုံရိပ်ကပါဇက်ကိုဖိမ့်ပြီးဝယ်လင်းကအန်ထုတ်လိုက်တဲ့ရွှေရောင်သွေးလေးကိုရှူသွင်းလိုက်ပါလေသူ့ရဲ့မျက်လုံးတွေကလောဘနဲ့ပြင်းထန်နေပြီးသူ့ရဲ့ခန္ဓာတိမ်တိုက်တစ်ခုအဖြစ်ပြောင်းလဲကဝယ်လင်းနောက်လိုက်သွားပါလေ ကောင်းကင်သွေးမျိုးဆက်မင်းရောက်ဘသူပဲဖြစ်ဖြစ်ဒီဖိုးကြီးရောက်မင်းရဲ့မတင်မျိုးခန္ဓာကိုယူမယ်ဝလင်းကတောင်မနီငတ်ချူပေါ်ကိုကြောက်ထွားတဲ့အခါတချင်းချင်းမီဟိန်တန်တို့ခုဟာပဲ့တင်ထပ်သွားပါလေဝလင်းကအုတ်ကခဲတစ်ခုလိုတောင်တလုံးဝင်တိုက်လိုက်တဲ့အကြောင်းတောင်မနီငတ်ချူဟာတုန်ခတ်သွားပါလေ ဝလင်းကမြေပြင်ပေါ်ကိုကြောက်သွားတာနဲ့တောင်ဝဖြူခွဲပြီးကြောက်တုံးတွေကလွတ်ဆင်သွားပါလေ။မြေကြီးကတုန်ခါပြီးဝလင်းကပူပြီးတော့နှဆိုင်စွာ ထိုးဆိုင်ဝင်သွားတာကြောင့်အကွဲကြောင်တစ်ခုကဖြစ်လာပါလေ။ဝလင်းကသူ့ရဲ့ခန္ဓာပြူခွဲပြီးပြန်လဲဖွဲ့စည်းနေရင်တောင်မန်ဒီငှက်ကြိုထဲကိုနှဆိုင်စွာနဲ့ထိုးဆိုင်ဝင်ရောက်သွားတာနဲ့တချိန်ချင်းမီဟိန်းတန်ပဲ့တင်ထက်သွားပါလေ။သူကတတူးမျိုးနဲ့ဆိုပဲဂူရီကနေဖြတ်တန်းသွားပါလေ။ထိုးတောင်မန်ဒီငှက်ကြိုကိုအီကရီရဲ့ရေရင်းရလဖမ်းယူခြင်းနဲ့ ဖမ်းယူခဲ့ပေမဲ့ထိုးရာတောင်ပိုင်းငတ်ကြိုပဲဖြစ်ပါလေတက်ရှိတွေမရှိတော့တာလွဲလို့အရာအလုံးကရှိနေသေးပါတတူးမျိုးနဲ့ဇူရဲ့ခူကလည်းရှိနေသေးပါဝင်လင်းကထိုးဖောက်သွားရင်မြေကြီးကိုဖျက်တမ်းသွားပြီးတတူးမျိုးနဲ့ဇူခူရဲ့ဆက်ရှိထမ်းမြောက်အလွာထဲမှာပေါ်လာပါလေထိုးနေရာမှာရှိတဲ့အရာအလုံးကတူထွက်သွားတော့လို့အတူတူပဲဖြစ်ပါလေနေရန်တွေကလည်းတခါကပြိုကျနေပြီးအပေါက်ရဲ့အပြင်ဘက်မှာနေဆက်စစ်မြေပြင်ဟာရှိနေပါလေရေတွင်းတွေကလဖမ်းယူခြင်းဟာနေဆက်စစ်မြေပြင်ကိုပါဖမ်းယူခဲ့တာအကြောင်းအလုံးမေုံမှထူးဆန်းနေပါလေထိုးရာပုံရိပ်ကူပါတစ်ခုသာဖြစ်ပေမဲ့ အစုံမဲ့လေလွေးဝိညာဉ်အနေနဲ့မေးမတွနိုင်တဲ့အလောင်းနေရာရှိနေသေးပါဝင်လင်းရဲ့ခန္ဓာ၁၈ထက်မြောက်အလွာလေးကိုဒိုင်းကနေကြောက်သွားပြီးသူကနောက်တစ်ချိန်သွေးရလိုက်ရပါလေသူ့ရဲ့ခန္ဓာကိုယ်ကိုရွှေရောင်အလင်းတစ်ခုကဖုံးလွှမ်းထားပြီးနာကျင်မှုက သူ့ကိုသတိလစ်သွားစေဖို့ကလုံလောက်ပါတယ်ဒိုးရတဲ့သူကသွားမြောက်ကိုအကျိတ်ပြီးပြုတ်ကွဲမှုတစ်ခုချင်းစီကိုကြမ်းကြမ်းခံခဲ့ပါလေ အရှင်သခင်ငါးပါးရဲ့တယောက်ဖြစ်တဲ့အရှင်သခင်ရဲ့လီဟာနဲ့နဖျားရဲ့လက်ဖွာအာကောင်းတဲ့အချိန်မှာပေါဝင်နေပါလေထိုရာဝင်လင်းရဲ့ကြောကိုရိုက်ခတ်လိုက်ပြီးသူ့ရဲ့မတိမျိုးခန္ဓာကိုမတိမငိမ့်လက္ခဏာတွေပြသစေခဲ့ပါလေဝင်လင်းရဲ့မတိမျိုးခန္ဓာကမပြည့်စုံသေးပါဘူးသူ့ရဲ့ခန္ဓာဆက်လက်ပြန်လည်ဖွဲ့စည်းနေဝင်လင်းကမတည့်ရဖို့အတွက်ရုန်းကန်နေရပါလေသူကထားရဲလိုက်တာနဲ့ဝေဝါးပြီးအကွဲနေတဲ့ရေတံပိတ်တင်ထလာပါလေကောင်းကင်အရှင်သခင်လီဟာနဲ့နဖျားဝင်လင်းမြေကြီးကိုဖောက်ထင်းခဲ့တဲ့အပောက်ရဲ့အပြေဘက်မှာပေါ်လာပါလေသူ့ရဲ့ခန္ဓာမြှခိုးနေတဲ့လုံ ံးဝဖွဲ့စည်းထားပြီးသူ့ရဲ့မျက်လုံးတွေကလောဘနဲ့ပြင်းထန်နေပါတယ်။သူကညာလက်ကိုမြောက်ပြီးဝင်လင်းကိုလှမ်းဖမ်းလိုက်ပါတယ်။ဝင်လင်းကခုခံတော့မလို့ဖြစ်နေပေမဲ့သူ့ရဲ့ခန္ဓာကနောက်တစ်ချိန်ပြုတ်ကွဲသွားပါတယ်။သူကပြုတ်ကွဲသွားတဲ့အခါကောင်းကင်အရှင်သခင်လီဟာနဲ့နှဖျားရဲ့မျက်လုံးတွေကချင်းမြောင်းသွားပြီးသူ့ရဲ့ညာလက်ကိုပြန်အောင်သိမ့်လိုက်ပါတယ်။သူ့ရဲ့မြှုပ်ခိုးခန္ဓာကဝင်လင်းရဲ့ပြိုကျနေတဲ့အသားထည့်ကိုပြေးဝင်သွားပါတယ်။ကောင်းကင်အောင်ပေးတဲ့အခွင့်အရေးပဲ ကောင်းကင်ဘုံကိုရံရအောင်ငေါ့မင်းရဲ့ခန္ဓာကိုယူစေခြင်းနဲ့ပုံပဲကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖျားရေမောပြီးဝန်လင်းရဲ့ပြုတ်ကွဲနေတဲ့အသွေးနဲ့သားထဲကိုပေါက်ဆက်ဝင်ရောက်သွားပါတယ်ဝန်လင်းရဲ့မတိမ်မြိုးခန္ဓာပြန်လဲဖွဲ့စည်းသွားတဲ့တိုက်ပွဲဆတဲ့ကသူတခါမှမထုတ်လုခဲ့တဲ့စိတ်ဆင်းရဲစရာအော်တန်တစ်ချက်ကိုထုတ်လုလိုက်ပါတယ်ဝန်လင်းရဲ့ခန္ဓာရဲ့ပြန်လဲဖွဲ့စည်းမှုမှာရွှေရောင်အလင်းထဲမှာအမောင်ကြီးတစ်ခုကပေါဝင်နေပါတယ်အမောင်သူကသူ့ရဲ့ခန္ဓာကိုဖျက်ဆီးရွေလျာပြီးသူ့ရဲ့ခေါင်းထဲကိုပြေးဝင်လာပါတယ်သူ့ရဲ့စိတ်ထဲမှာတူးညင်းတဲ့ရေတံကပိတ်တင်ထန်းနေပါတယ် ဒီခန္ဓာအခုချိန်ဟာစပြီဒီဖိုးကြီးရပိုင်ပြီခူးခန့်နေလဲအတော့မွေဘူးပူကတ်ခံရတဲ့ခန်းစားချက်ကိုပျော်မွေ့လိုက် ီခံစားချက်ကမင်းအားတသက်မှာတစ်ခါပဲခံစားရမယ့်အရာတစ်ခုလို့ငါစိုးရိမ်မိတယ်ဝင်လင်းရဲ့မျက်လုံးတွေကသွေးရောင်လွှမ်းနေပါတယ်ပူကတ်ချင်းရဲ့နာကျင်မှုကသူ့ကိုအရာလုံးဆုံးရှုံးသွားတယ်လို့ခံစားရစေပါတယ်သူကအမောင်တို့ထဲမှာရုန်းကန်နေရင်သူ့ရဲ့ခြေထောက်တွေရဲ့ထိန်ချုံမှုကိုဆုံးရှုံးသွားပါတယ်တခဏကြာမှသူ့ရဲ့ညာဘက်လက်နဲ့အပေါ်ပိုင်းခန္ဓာရဲ့ထိန်ချုံမှုကိုဆုံးရှုံးသွားပါတယ်သူ့ရဲ့ဘေဘက်လက်ကသာလှုပ်ရှားနိုင်ပေမဲ့ထိုရာနောင်ဖြည်းဖြည်းချင်းထုံကျင်လာပါတယ်ကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရဲ့နဖျားအယုံကသူ့ရဲ့ခန္ဓာကိုတင်းပိလိုက်တာနဲ့သူ့ရဲ့မျက်ညက်တွေက အစိမ့်စိမ့်အမှမှာဖြစ်စားပြူလာပါတယ်ထိုဆိုးမိုးလိုစိတ်ပြင်းထန်တဲ့နှဖျားအယုံကသူ့ရဲ့မျက်ညံစီကိုပြေးဝင်သွားပါတယ်ထိုရာသူ့ဘဝတစ်ခုလုံးလေးလာပြီးတဲ့နောက်သူ့ကိုဖျက်ဆီးပစ်ချင်နေပါတယ်ဝလင်းကသူ့ရဲ့ပါဇက်ကနေနာကျင်စွာနဲ့ဟိမ့်တဲ့ချက်ကိုထုတ်လိုက်ပြီးမဲ့ထိုရာအားနေသွားပါတယ်သူ့ရဲ့မျက်လုံးတွေကရုန်းကန်မှုနဲ့ပြင်းထန်နေပြီးမဲ့အဲ့ဒီရုန်းကန်မှုကတဖြည်းဖြည်းနဲ့အားနေသွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကသူ့ရဲ့ထိန်းချုပ်မှုမရှိပဲအပေါ်ကိုပြန်တက်သွားပါတယ်ဒီခန္ဓာနဲ့သာဆိုရင်ဒီဖိုးကြီးကဒီကဘာမှာငါလိုရှိသလိုလုံနိုင်ပြီဟာ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  ငါဒီနောက်ဆုံးတန်းစင်မှုကိုအပြီးတက်ဖို့ပဲလိုတော့တယ်ပြီးရင်တော့ကောင်းကင်စန်းကျင်ပရေးစရာတော့ငါ့အပိုင်ဖြစ်လာလိမ့်မယ်အဖိုးကြီးရဲ့ရေတန်ဝလင်းရဲ့ပါဇက်ကနေထွက်လာပါလေတောင်ပိုင်းနေငှက်ဟင်းသားဗရာချူကနေသူကပြန်ထွက်သွားရင်သူ့ရဲ့မျက်နှာအမူအရရှုံ့မဲ့နေပါလေ တူဝါရင်သူကလီရဲကိုပြန်တက်သွားရင်ဝယ်လင်းရဲ့ဘယ်လက်ကလက်စိတ်တစ်ခုကိုဖွဲ့ပြီးတတူးမျိုးနဲ့ဇူရဲ့၁၈ထပ်မြောက်အလွာရဲ့နေဇက်တစိတ်ကိုညှို့လိုက်ပါတယ်ဒီလိုလှုပ်လိုက်တာနဲ့နေဇက်စစ်မြေပြင်တွေကမီးမတွလိုက်နဲ့လီလွေးဝိညာဉ်တွေကတုန်ခါသွားပါတယ်ဝယ်လင်းရကတစ်ချိန်ရဝိညာဉ်ဝါမျိုးသူတယောက်ဖြစ်ခဲ့တာကြောင့်ထိုလီလွေးဝိညာဉ်တွေပေါ်မှာအကောင်းနဲ့ထိန်ချုပ်မှုရှိပါတယ် နေဇက်စစ်မြပြင်ရဲ့ပုံရိပ်ကူပွားထဲကမီးရင်မတွန့်နိုင်တဲ့လေလုဝိညာဉ်တွေကဒေါသပုံထားစားပြူလာပါတယ်သူတို့ကပုံရိပ်ချင်းကိုဖျက်ဆီးသွားရင်ပုံတိုင်းတစ်ခုကဖြစ်ပေါ်လာတော့ပုံများတဲ့လေလုဝိညာဉ်တွေကစူးစီးလာကြပါတယ်ဝိညာဉ်ဝါမျိုးသူတွေဖြစ်တဲ့တက်ရှိအနေငယ်ရတာမုံတိုင်းတွေကိုဖြင်းချင်းစွာနဲ့ပေါင်ဆက်ဝင်ရောက်သွားကြပါတယ် ထိုမုံတိုင်းကနေဆက်စမိပြင်ကိုဖျက်ဆီးသွားပြီးမရေမတွန်းနိုင်တဲ့အလောင်းတွေကိုဆုပ်ဖျက်ပစ်လိုက်ပါတယ်ထိုရာအလောင်းတွေထဲကလေလေဝွင့်ညင်တွေကိုပါလာစေခဲ့ပါတယ်အားကောင်းတဲ့လေလေဝွင့်ညင်မုံတိုင်းကဆစ်ရှစ်ထမြောက်အလွားအပေါက်ကနေပြေးထွက်လာတဲ့ဒကြိမ်ကြိမ်မီဟိမ့်တန်တွေကပြင့်တင်ထွက်သွားပါတယ် ထိုရာသူတို့နေဆက်စစ်မိပြင်ကနေထွက်လာတဲ့ပထမအဆုံးကြိမ်ဖြစ်ပါတယ်ထိုရာသူတို့ကိုပိတ်ဆို့ထားတဲ့ထူးဆန်းတဲ့နေရာမှောင်မရှိပဲသူတို့ပြေးထွက်လာတဲ့ပထမအဆုံးကြိမ်ဖြစ်ပါတယ်အီကရစ်ကသူတို့ကိုရေရင်းနဲ့လှဖမ်းယူခြင်းနဲ့ဖမ်းယူခဲ့ပေမဲ့တူနောင်မှနေဆက်စစ်မိပြင်ကိုတစိမ့်ခတ်ထားတဲ့ထူးဆန်းတဲ့နေရာမှောင်ကိုမဖမ်းယူနိုင်ခဲ့ပါဘူးရလန်းအနေနဲ့ထိုရာလေလွင်ဝင်းညင်းတွေကိုဘာကန့်သက်ချက်မှမရှိပဲလှုပ်ရှားခွင့်ပေးလိုက်ပါတယ် သူတို့ရဲ့စိတ်လူရှားစွာဟိမ့်သက်နေရဟိမ့်သာဗရာချူကိုဖျက်ဆီးသွားပါလေထိုရာမေးမတွန့်နိုင်နဲ့မကောင်းဆိုးသောဝိညာဉ်တွေကလွတ်မြောက်သွားသလိုဟိမ့်သာဗရာချူကိုပြင်းထန်စွာနဲ့တုန်ခါစီပါလေဟိမ့်သာဗရာချူကမခံနိုင်တော့ပဲပြုတ်ကွဲစားပြုတ်လာပါလေကောင်းကင်အရှင်လေဟာနဲ့နှစ်ဖက်ဝန်လင်းရဲ့ခန္ဓာကိုယ်ကိုပြန်ထွက်သွားအောင်ခြေလှယ်လိုက်ပါလေသူကထိန်ချုံမှုကိုရယူထားပြီးမယ်ဝန်လင်းရဲ့ခန္ဓာပြုတ်ကွဲပြီးပြန်လဲဖွဲ့စည်းတာကိုသူကတားဆီးလို့မရပါဘူးဒို့ရတဲ့သူ့ရဲ့ကျင့်ကြံမှုအစဉ်ရဝန်လင်းထက်အများကြီးတာလွန်တာကြောင့်သူကပြုတ်ကွဲပြီးပြန်လဲဖွဲ့စည်းမှုကိုအတိုင်းတာငယ်တစ်ခုထိ တင်းကျပ်ဖိနှိပ်နိုင်ပါလိမ့်ဒီတက်ဖြတ်မှုကပြီးဆုံးသွားပြီကောင်းကင်အရှင်လေဟာနဲ့နှစ်ဖျားရဲ့ရှေးအောင်တန်ဝင်လင်းရဲ့ပါဇက်ကနေထွက်လာပါလိမ့်သူကကောင်းကင်ဧကတိမိဖျားကောင်နှစ်ယောက်နဲ့ရေခဲတွေကနေထွက်လာတဲ့အဖီအောင်ဝဲလူကြီးကိုလှမ်းကြည့်လိုက်ပါလိမ့်ဒိုးရရင်သူကစကားမဆုံးခဲ့ပါပဲသူ့နောက်ကဟင်းသားဗရာချူဟာတုန်ခါပြီးရုတ်တရက်ပောက်ကွဲသွားပါလိမ့်ဟင်းသားဗရာချူဟာဆုပ်ပဲသွားတဲ့အခါကဘာအနှံ့ချင်းချင်းမီဟင်းတန်ပစ်တင်ထက်သွားပါလိမ့်ကြောင်မဖွဲရကောင်းတဲ့အနေရမုန်တိုင်းတစ်ခုကပြိုကွဲနေတဲ့ဟင်းသားဗရာချူဟာနေပြေးထွက်လာပြီးထိုကဘာကိုဖုံးလွှမ်းသွားပါလိမ့် ကောင်းကင်ရဲ့အရှင်သခင်လေဟာနဲ့နဖျားရဲ့မျက်နှာအမူအရပြောင်းလဲသွားပြီးသူကလှည့်ကြည့်လိုက်တော့သူ့ရဲ့မျက်စံကကျုပ်သွားပါလေ။ဒိုးဝါရင်သူကနောက်ဆုတ်မှုအတွက်နောက်ကျသွားပါပြီ။လင်းလင်းဝင်းညင်မှုန်တိုင်းကဟင်းသားဗရာချူကနေပြေးထွက်လာပြီးမေုံနိုင်တဲ့အမြန်နှုံးနဲ့သူ့စီကိုပေးဝင်လာပါလေ။သူ့ရဲ့ခန္ဓာထဲမှာလင်းလင်းဝင်းညင်နေနဲ့ဟင်းသားဗရာချူကနေပြေးထွက်လာတဲ့ဝင်းညင်ဝါမြို့သူအနေငယ်ကိုခေါ်နေတဲ့အတန်တစ်ခုကရှိနေတယ်လို့ပါပဲ။ထိုအတန်ကသူ့ရဲ့ဘီရင်ကပိုင်ဆိုင်တယ်လို့ပါပဲ။အနေရောက်မှုန်တိုင်းကကောင်းကင်အရှင်လေဟာနဲ့နဖျားကိုချက်ချင်းပဲလွှမ်းမိုးသွားပြီးသူ့ရဲ့ခန္ဓာထဲကိုပြေးဝင်သွားပါလေ။အနီး ကတ်ကြီးရဲ့မုံတိုင်းထဲမှာမီးမထွန်းနိုင်တဲ့လေလွင်းဝင်းညင်နေရာရှိနေတာကိုမြင်ရပါလိမ့်မယ်သူတို့အားလုံးကဝင်လင်းရဲ့ခန္ဓာထဲကိုပြင်းဝင်သွားကြပါတယ်ချက်ချင်းဆိုသလိုပဲလေလွင်းဝင်းညင်အားလုံးကဝင်လင်းရဲ့ခန္ဓာထဲကိုပြင်းဝင်သွားတာကြောင့်အနည်းရောမုံတိုင်းကပြောက်ကွယ်သွားပါလေဝင်လင်းရဲ့ခန္ဓာတုန်ခါပြီးနောက်တစ်ချိန်ပြုတ်ကွဲစားပြုတ်လာပါတယ်ထိုပြုတ်ကွဲမှုကပေပေါင်းတောင်းချီပြတ်နတ်သွားပါတယ်မီးမထွန်းနိုင်တဲ့လေလွင်းဝင်းညင်နေနဲ့ဝင်လင်းရဲ့ကိုယ်ပိုင်ခွန်အားအကူအညီနဲ့ကြောင်မဖွေရကောင်းတဲ့အချိန်မှာတစ်ခုကပောက်ကွဲထွက်လာပါတယ်သူကမလူလာတဲ့ဟိန်းသံတစ်ချက်ကိုထုတ်လို့ရင် ကောင်းကင်အရှင်သခင်လေဟာနဲ့တဖျားကိုသူ့ရဲ့အသားနဲ့တွေးတွေထဲရနေအတင်းအကျပ်မောင်းထုတ်နိုင်ခဲ့ပါလိမ့်။အစုံမဲ့လီလူးဝင်းညင်တွေကဒေါသမုံထားနေမြှုပ်ခိုးမြောက်များပြန်နှံ့ထွက်လာပါလိမ့်။ထိုရာမြှုပ်ခိုးတွေကကောင်းကင်အရှင်သခင်လေဟာနဲ့တဖျားရဲ့ခန္ဓာကိုယ်အဖြစ်ပြန်လည်ဖွဲ့စည်းသွားတဲ့အထိဆက်ဖြစ်နေခဲ့ပါလိမ့်။သူ့ရဲ့မျက်လုံးတွေကမလူလာမှုနဲ့ပြင်းထန်နေပြီးသူကဟိမ့်သက်တဲ့ချက်ကိုထွက်လို့ကရှေးကိုနောက်တစ်ချိန်ပြေးဝင်သွားပါလိမ့်။တစ်ချိန်တည်းမှာပဲလာမင်းမဲနီးပါးနဲ့ဖုံးလန်းနေတဲ့ကောင်းကင်ဧကရီကောင်ကအေးဆက်တဲ့အကြည့်ကိုဖော်ပြပြီးရှေးကိုတလန်းတိုးလိုက်ပါလိမ့်။အဖျော်ဝဲလူကြီးကလည်းအားကောင်းတဲ့ ဲ့တစ်ဖက်လူစိမ့်နဲ့နီးကပ်လာပါတယ်။ဒူဝါရင်ထိုးချိန်မှာပဲဝယ်လင်းရဲ့ခန္ဓာအစုံမဲ့လီလူးဝင်းညင်ရဲ့အကူညီနဲ့ပြန်လည်ဖွဲ့စည်းသွားပါတယ်။အခုတော့အချိန်တိုတွင်းမှာပြိုကျတော့မှမဟုတ်ပါဘူး။သူကဝင်လာတဲ့ကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖျားကိုစိုက်ကြည့်နေရင်သူ့ရဲ့မျက်လုံးတွေကတောက်ပစွာနဲ့လေးလံနေပါတယ်။ မင်းတို့အားလုံးကတေလန်းရှာနေကြတာပဲဝယ်လင်းရဲ့အရင်အတွေ့အကြုံကသူ့ကိုတေချင်းတရားနဲ့အဆုံးမရှိနီးကပ်စေခဲ့ပါလေသူကအေကရစ်ကမပေါ်လာသေးဘူးဆိုတဲ့အချက်ကတော့ဂယူးမဆိုင်တော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်ပြန်လဲဖွဲ့စည်းပြီးတဲ့နောက်သူ့ရဲ့ဘေဘက်လက်ကအပြင်းဆန်တဲထွက်သွားပြီးရွှေရောင်လင်းရအိတ်ထဲမှာဆူဆီးသွားပါလေပြီးတော့လေးတလက်ကသူ့ရဲ့လက်ထဲမှာပေါ်လာပါလေမကြခင်မှာပဲဝယ်လင်းရဲ့ညာလက်ကလေးညွန့်ကိုဆွဲကင်ပြီးနောက်ကိုဆွဲတင်လိုက်ပါလေချက်ချင်းဆိုသလိုပဲလေးကိုအပြေးဝတင်းသွားပါလေ ချက်ချင်းဆုစုလို့ပဲလေးရအပြေးဝတင်းသွားပါတယ်သူ့ရဲ့ခန္ဓာဖျောက်တန်းသွားပါတယ်သူ့ရဲ့မျက်လုံးထဲမှာအေးဆမှုတစ်ချက်ကလင်းလက်သွားပြီးကြောင်မဖွေရာကောင်းတဲ့တစ်ဖက်လူစိတ်ကပြင်းထန်နေပါတယ်သူကဆွဲလိုက်တဲ့အခါထိတ်လုံးနဲ့မြားတစင်းရပေါ်လာပါလေမြားရဲ့ကိုထဲမှာရှုပ်ထွေးတဲ့မော်ထွင်းစားတွေရရှိနေပြီးနန်းချောင်းနဲ့ထန်းချောင်းတို့ရဲ့တူးညင်းတဲ့အဟိတန်တွေကိုအဲ့ရနေကြားနိုင်ပါလေ မြားရဲ့စွန့်ရဲ့အများစုတွေကပဝင်းကြီးကိုဝင်းရံထားပြီးရှင်ရောင်းအရှိန်ဝါတစ်ခုဟာပြန်နှံထွက်လာပါတယ်။ထိုအရာကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားရဲ့မျက်နှာမူရာကိုတီးတောက်ပြောင်းလဲသွားစေခဲ့ပြီးသူ့ရဲ့ခန္ဓာကိုတုန်ခါစေခဲ့ပါတယ်။လီကွယ်လေမင်းရတကယ်ပဲအဲ့မြားကိုရှာတွေးခဲ့တာလား။ လီဟာနဲ့နှစ်ဖျားရဲ့အတန်ရှုံမဲနေခဲ့ပါလေလုံးဝနေပါရှုံမဲနေခဲ့ပါလေထိုးချိန်မှာသူကအခြားဘောက်မှာဂျူးမဆိုင်နိုင်တော့ပဲသူရဲ့မျက်လုံးထဲမှာကြောင်ရွံ့မှုနဲ့အတူနှော့ဆုတ်သွားပါလေတေဇန်းအေကရစ်ကဘာလို့မပေါ်လာသေးလဲဆိုတာငါသိပြီအေကရစ်မင်းနဲ့ငါမပြူကောင်းကင်အရှင်လီဟာနဲ့နှစ်ဖျားယူမတက်ဖြစ်နေပါပြီသူကထိုးများနဲ့အတူလေးရဲ့စွားကိုအရန်အောင်မှသိပါလေစဉ်းစားစဉ်းစားလိုက်ုံနဲ့တည်းသူ့ရဲ့ဥယျာဉ်ပြားထုံကျင်သွားပါလေဒီဖိုးကြီးကမပါဝင်တော့ဘူး နောက်ဆုံးနေကောင်းကင်အရှင်သခင်ရဲ့လေခါနဲ့နဲ့ဖျားကြောက်စင်းတစ်ခုကိုထုတ်ယူလိုက်ပြီမဲ့ဘာတုတ်ပြတ်မှုမှမရှိပါဘူးကောင်းကင်ဧကရီမိဖျားကောင်နှစ်ယောက်ကလေးနဲ့မြောက်သူ့ထပ်ပို့ပြီးတော့တိပါတယ်လာမီမဲနဲ့ဝင်းရထားတဲ့အမျိုးသမီးကထိမ့်လန့်မှုနဲ့ပြင်းထန်နေပြီးအလီမြန်နဲ့နောက်ဆုတ်သွားပါတယ် အခြားကောင်းကင်ဧကရီမိဖုရားကောင်ကဖြစ်ဖြော့သွားပြီးအရင်ကသူရှိနေခဲ့တဲ့မာနာကိုမပြသတော့ပါဘူးဝယ်လင်းရဲ့များရှိမှသူကအသေးအတန်နောက်ဆုံးနေပြီးကြောက်စင်းုံလည်းချိန်မွားလိုက်ပြီမဲ့ဘာတုတ်ပြတ်မှုမှမရှိပါဘူးထိုလင်းကိုဆွဲလိုက်တဲ့အခါကောင်းကင်နဲ့မြကြီးရဲ့အရောင်ကပြောင်းလဲသွားပါလေထိုများပေါ်လာတဲ့အခါ တိမ်တိုင်းတွေဟာကွဲလွန့်သွားပါတယ်ဝန်လင်းရဲ့အချီအရရှေးအောင်ထီးကြီးကိုအေးခဲစီတဲ့အလွန်မာနကြီးတဲ့အဖျော်ဝိလူကြီးအပါဝင်အလင်းမြန်တဲ့နောက်ဆုံးနေတဲ့လူလေးယောက်ကိုကြည့်နေရေခဲလို့အေးဆက်နေပါတယ်သူတို့ရဲ့မျက်နှာအမူအရာတွေကတိတိတတကိုပြောင်းလဲသွားပြီးအသေးအံထွက်ပြေးမှုအတွက်ကြိုးစားနေကြပါတယ်သူတို့အားလုံးကဝန်လင်းထက်ကျင့်ကြံမှုအစဉ်အများကြီးမြင်းနဲ့အားကောင်းတဲ့ကျင့်ကြံသူတွေဖြစ်ကြပါတယ်သူကနေအခုလိုလောဆယ်မှာသူတို့ရဲ့ပုံရိပ်ကူဘွားတွေကပဲထိုနေရာမှာရှိနေတာကြောင့်သူတို့ရဲ့ကျင့်ကြံမှုအစဉ်တွေကအတွင်းနဲ့ပဲရာကျင့်ကြံသူတွေမတွေ့ရှိနိုင်တဲ့အစဉ်ဖြစ်တဲ့စိတ်ဝိညာဉ်လေးဟာနဲ့အလဲ စစ်ထိဖိနှိမ်ခံရပါတယ်။ဒိုးရရင်ထိုလေးယောက်ကဝလင်းကိုတည်ရှိရဲ့အကြက်တန်းနဲ့ရင်ဆိုင်စေခဲ့ပါတယ်။ဝလင်းသားပြတ်တုံးချင်းမြေမှာနေပယ်လောင်ကျွမ်းထီကိုမတင်ယူခဲ့ရင်သူတို့ရဲ့ပထမဆုံးဖူးပေါင်းတိုက်ခိုက်မှုမှာပဲသူကတည်ဆုံသွားပါလိမ့်မယ်။ဝလင်းသားအယူစီရနဲ့ကံကောင်းမှုအချို့ကိုမရရှိခဲ့ရင်ကောင်းကင်အေဂရီမိဖုရားကောင်းနေရာရဲ့လက်ချက်နဲ့သူကတည်ဆုံသွားပါလိမ့်မယ်။အလားတူပဲသူကသာထိုလေးနဲ့များတာမရှိခဲ့ရင်သူကအစွမ်းကုန်ကိုစူးစမ်းခဲ့ရင်တော့သူကလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။သူတို့လေးယောက်ကိုစိုက်ကြည့်နေရင်ဝလင်းရဲ့မျက်လုံးတွေကတစ်ဖက်လူစိမ့်နဲ့ပြင်းထန်နေပါလေ။သူကမြားန တစင်းကိုပြစ်လို့ဖို့အတွက်စွမ်းအားရှိပါတယ်။မြောင်းကိုတုံးတာနဲ့သူကထိုလေးကိုတုံးဖို့အတွက်သူ့ရဲ့အသက်စွမ်းအင်ကိုစရိရပါလိမ့်မယ်။ပြီးတော့သူ့မှာစရိဖို့အတွက်အသက်စွမ်းအင်ကမကြံတော့ပါဘူး။သူကထိုမြောင်းကိုမပေါ်လာသေးတဲ့အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဧကရေအတွက်ဖြစ်စင်ခဲ့တာဖြစ်ပါတယ်။သူ့ကိုတတ်ချင်တဲ့လူတိုင်းကပေါ်လာတဲ့အထိဆောက်ပြီးထိုမြောင်းကိုတုံးပြီးတော့ထိုဘေးဒုက္ခကိုအဆုံးသတ်ဖို့သူကရည်ရွယ်ခဲ့ပါတယ်။သူကလည်းအရာအလုံးကဝင်လေးလို့ရှိတယ်လို့မဖြစ်နိုင်ပါဘူး။သူက ကောင်းကင်ဘုံမဟုတ်ပါဘူး။ထိုကြောင့်သူကအခြားသူတွေရဲ့လုံဆောင်ပုံကိုမပြောင်းလဲနိုင်ပါဘူး။ဒါမှမဟုတ်သူတို့ရဲ့အတွေးခေါ်တွေကိုမထိန်းချုပ်နိုင်ပါဘူး။ ုံး၄ယောက်ကနီကက်လာနဲ့ဝင်လင်းက၄နဲ့မြောက်မထုတ်ယူခင်ဧကရိကမရောက်ခင်ပါလေသူကတည်ဆုံသွားမယ်ဆိုတာကိုသိပါလေသူရဲ့မတင်မျိုးကောင်းကင်ခံတာမပြည့်စုံပါဘူးအနေငယ်တူညီနိုင်ပေမဲ့ထိုးရဝင်လင်းကိုအရန်အောင်မှထိခိုက်စေပါလေဝင်လင်းကသူကနောက်ထပ်ပြုတ်ကွဲမှုအနေငယ်ကိုခံစားရရင်သူ့ရဲ့ဝိညာဉ်ကတကယ်ကိုပြုတ်ကွဲသွားနိုင်ပြီသူတို့ကသူ့ကိုမတတ်နိုင်ခင်ပါလေ သူကတကယ်ပဲတည်ဆုံသွားလိမ့်မယ်ဆိုတာသူကသိပါတယ်။ကြက်ရှိနေမယ်တခုတည်းသောအရာမတင်မျိုးခန္ဓာကိုယ်သာဖြစ်ပါလိမ့်မယ်။မတင်မျိုးဖြစ်တာသူ့ရဲ့ခန္ဓာကိုယ်ပါ။သူ့ရဲ့ဝိညာဉ်မဟုတ်ပါဘူး။တက်ဝလင်းကလေးကိုလပင့်ဝုံဖြစ်ဆွဲထားတဲ့သူ့ရဲ့ညာလက်ကိုလွှတ်လိုက်ပါလိမ့်။သူ့ရဲ့ညာလက်ကတုန်ခါသွားပြီးလင်းညုံကကဘာအနံ့ကိုပဲ့တင်ထပ်သွားတဲ့တူဝီမီတန်တစ်ချက်ကိုထွက်လွတ်လိုက်ပါလိမ့်။လင်းညုံအားလုံးကမြားစီကိုကူပြောင်းသွားပါလိမ့်။ထိုမြားကလင်းညုံနဲ့အတူရွေလျားသွားပါလိမ့်။လင်းညုံကတောင်မောက်ဖွေရကောင်းတဲ့အင်အားဖြတ်တန်းသွားတဲ့အခါမြားကပြတ်ထွက်သွားပါလိမ့်။ကဘာကြီးကတီးတာကိုပြောင်းလဲသွားပါလိမ့်။ ်နားခွဲမတက်ဟင်းရောက်တန်တစ်ခုကကဘာအနှံ့ပိတ်တင်ထက်သွားပါလေထိုများယူသွတ်စွာနဲ့ပြစ်ထွက်သွားလေတေချင်းတရားယုံကြည်တစ်ခုလိုပဲအရာနဲ့အတူပြစ်ထွက်သွားတာဝလီရဲ့ဝိညာဉ်မူလာဝိညာဉ်နဲ့သူ့ရဲ့ခန္ဓာထရေဆွာအလုံးပဲဖြစ်ပါလေသူ့ရဲ့ရှင်ယောင်ဆွဲကောင်းကင်ဘုံသွေးမျိုးဆက်ဆွဲရင်နဲ့အခြားအရာအလုံးပါမြားပြန်ထွက်သွားတဲ့အချိန်မှာ ထိုအရာအလုံးကမမြင်နိုင်တဲ့မိကိုးတွေအဖြစ်ပြောင်းလဲသွားပြီးထုံများဆွယူလိုက်ပါတယ်သူကမြားတစင်းစာအတွက်ပဲစွားအလုံးလောက်ရှိပါတယ်ဝယ်လင်းရဲ့ခန္ဓာကလေးကြောက်တုန်ခါသွားပြီးပြုတ်ကွဲတော့မဲ့လက္ခဏာကိုပြသနေပါတယ်သူကပေရပောင်းများစွာနောက်ဆုတ်သွားပြီမဲ့လေးဆွဲခြင်းရဲ့အင်အားကိုမထိနိုင်သေးပါဘူးသွေးရည်ရာစီးကျလာပြီးသူကအဝေးရရေခဲကိုလွတ်ဆင်သွားပါတယ်သူကတွင်သူကပြုံးရှင်းစွာနဲ့ရှင်းကိုစိုက်ကြည့်နေပါတယ်သူကပြစ်ထွက်သွားတာနဲ့တုံလုံးစရာကောင်းတဲ့မြားကိုစိုက်ကြည့်နေပါတယ်မြားကပြစ်ထွက်သွားတာနဲ့တင်ငိမ်နေတဲ့ရေထဲမှာနှဆိုင်နဲ့ကြောက်တစ်ခုကပေါ်လာပါတယ်ထူချောင်း ဝါမြားနဲ့ကန်းကြီးပုံရပြီးမြားကရှေ့ကိုပြင်းထန်သွားတဲ့အမြားရှေလျာလာပါတယ်ရေကိုခွဲထုတ်ဖို့အတွက်အီယာမလက်တစုံကအတင်းအကျပ်လုပ်နေတယ်လို့ပါပဲကောင်းကင်မာတော့ကြီးမားတဲ့အကွဲချောင်းကပေါ်လာပါတယ်အကွဲချောင်းကဆက်လက်ပြန့်နှံ့သွားပြီးဝင်လင်းကိုတတ်ဖို့ချမှတ်ထားတဲ့ထိုးအလွန်အားကောင်းတဲ့တက်ဖြတ်ခြင်းပိတ်ပင်တားဆီးမှုကိုချိုးဖျက်တော့မလို့ပါပဲလူလေးယောက်ကတောင်းလန့်တကြားနဲ့ထွက်ပြေးသွားကြပါတယ်ကောင်းကင်အရှင်သခင်လေဟာနဲ့နဖျားကအမျက်ဆုံးဖြစ်ပြီးအဝေးဆုံးမှာရှိနေပါတယ်ကောင်းကင်ဧကရီမိဖျားကောင်းလေးယောက်ကအနီးကပ်လိုက်ပါလာကြပါတယ်သူတို့ရဲ့မျက်နှာတွေကနာကျင်မှုကိုပြသနေပြီး ီးသူတို့ရဲ့မျက်လုံးထဲမှာစိတ်ပြတ်အငဲ့မှုပါပေါ်လာပါတယ်အဖျော်ဝဲလူကြီးကကျင်းကျက်မှုအစင်နဲ့အစင်တန်းမှာအနေဆုံးဖြစ်ပါတယ်သူကလိုက်မမိနိုင်ပဲနောက်ကျကြံခဲ့ပြီးထိုးရာသူ့ကိုမြားနဲ့အနီးဆုံးလူဖြစ်စေခဲ့ပါတယ်မြားကနီးကပ်လာရင်ကောင်းကင်နဲ့မြေကြီးကိုချိုးဖျက်သွားပြီးအရင်မျက်နှာအားလုံးကိုပြက်နက်သွားတဲ့လိုင်းကျက်တွေကိုဖန်တီးလိုက်ပါတယ်တောင်မဖွေရကောင်းတဲ့တက်ခဲလူစိတ်တစ်ခုဟာမြားကနေထွက်လာပြီးမြားရဲ့ကိုယ်ထည်ပေါ်ကမော်ထွန်းစာစလုံးတွေကဖြစ်ဖြစ်နဲ့လိမ့်လန့်နေပါတယ်ထိုးချိန်မှာထိုးကဘာမှာဘဲလူဘဲရာမှာထိုးမြားကိုမတားဆီးနိုင်သလိုပါပဲချက်ချင်းဆုသလိုပဲအဖျေ ီယွန်ဝဲလူကြီးနားကိုရောက်ရှိသွားပါတယ်အဖီယွန်ဝဲလူကြီးကသွေးဆုပ်ဖြူဖြူသွားပါတယ်သူကထွက်သွားဖို့အတွက်ကြောက်စင်းကိုချိန်မှားဖို့အတွက်ကြိုးစားပေမဲ့ကြောက်စင်းကကွဲကြိတ်သွားပေမဲ့ဘာတုတ်ပြတ်မှုမှမရှိခဲ့ပါဘူး ထိုအချိန်မှာမြားကနီကက်လာနဲ့သူ့ရဲ့နှစ်ဖူးမှာဆူရှားတဲ့နာကျင်မှုကိုခံစားရပြီးသွေးများအထုတ်လိုက်ရပါတယ်။သူကထမပြေးနိုင်လို့ဆိုတာသူကသိပါတယ်။သူကဟင်းသက်တဲ့ချက်ကိုထွက်လွတ်ပြီးနီးပညာတစ်ခုကိုတုံးပိုးတွယ်လှည့်လိုက်ပါတယ်။ဒိုးရတဲ့သူကလှည့်လိုက်တာနဲ့မြားကမြုံနိုင်လောက်တဲ့အမြန်နှုံနဲ့နီးကက်လာပြီးသူ့ရဲ့မျက်ခုံးချားနေရာကိုထိမှန်သွားပါတယ်။တချိန်ချင်းမီဟင်းသက်နေရာထွက်လာပြီးအဖျော်ဝဲလူကြီးရဲ့ခေါင်းကပောက်ကွဲသွားပါတယ်။မြားကထိုးပေါက်သွားတာနဲ့သူ့ရဲ့ခန္ဓာတလှပြီးတလှချိန်မသွားပါတယ်။သူ့ရဲ့ဝမ်းထဲချိတ်ခွဲစွာနဲ့အဟိတန်ကစတင်လိုက်တာနဲ့ပျောက်ကွယ်သွားပါတယ်။ထိုးရအခြားသုံးယောက်ကို တုံခါသွားစီပြီးယူမတက်ဖြစ်သွားစီပါလေ။လာမီးမဲနဲ့ဖုံးလန်းနေတဲ့ကောင်းကင်အီကရီမီဖျားကောင်ကရုပ်ဆိုးအကြီးတက်နေပြီမဲ့သူ့ရဲ့မျက်လုံးထဲမှာလေကြောင်ရွံ့မှုနဲ့စိတ်ပြအငဲ့မှုကရှိနေပါလေ။မြားကနီးကပ်လာပြီးသူ့ရဲ့နှဖူးကိုချိန်ရထားပါလေ။ထိုကောင်းကင်အီကရီမီဖျားကောင်ကရုပ်တရက်လှဲ့ပြီးသူ့ရဲ့ရှုံးမဲနေတဲ့မျက်နှာအမူအရာကိုပြသလိုက်ပါလေ။သူကညာလက်ကိုမြောက်ပြီးအလင်းကောက်ွယ်အလွာတွေကပေါ်လာပါလေ။ဒိုးရတွေမြားကအရာအလုံးကိုထူဖောက်ပြီးနီးကပ်လာပါလေ။ထိုအကြက်တဲချိန်မှာကောင်းကင်အီကရီမီဖျားကောင်ကတွေးရန်ထုတ်ပြီးတွေးလူသားတယောက်ကိုဖွဲ့စည်းလိုက်ပါလေ။ထိုရာပုံတရ န်စတင်ယူနေပေမဲ့မြားစိတ်ပြအားငယ်မှုအဆုံးဆုံးကိုရောက်နေတဲ့ကောင်းကင်ဧကရီမိဖုရားကောင်းစီကိုပြစ်လွတ်သွားရင်ထိုးဖောက်သွားပါလေအရာအလုံးကချက်ချင်းဆုတ်တလို့ဖြစ်သွားတာပါကောင်းကင်ဧကရီမိဖုရားကောင်းကအရင်ကတူတီးခဲ့တဲ့ရှီယောင်ဆောင်းကိုထုတ်ယူလိုက်ပါလေထိုးဆောင်ကကောင်းကင်ဧကရီစီကနေလက်ဆောင်တစ်ခုဖြစ်ပြီးအလုံးအားကောင်းတဲ့ယတနာပါ သူကနေရှေးအောင်ဆောင်ကသူ့အတွက်ကောက်ကွယ်ဖို့ပေါ်လာတဲ့မီးမတနိုင်တဲ့အစားအသောက်တွေအဖြစ်ပြုတ်ကွဲသွားပါတယ်။ကောင်းကင်အင်ခရီမီဖီးယားကောင်ကအိုဟိတန်တစ်ချက်ကိုထုတ်လွှတ်ပြီးနောက်ဆုတ်သွားပါတယ်။သူကနေမြားကဆောင်းကိုထိုးဖောက်ပြီးသူ့ရဲ့ဦးခေါင်းကိုမထိုးဖောက်ခင်ပါပဲ။သူကခြေနှလန်းပဲနောက်ဆုတ်နိုင်ခဲ့ပါတယ်။ကောင်းကင်အင်ခရီမီဖီးယားကောင်ရဲ့ခေါင်းကအဖျော်ဝဲလူကြီးလိုပဲပောက်ကွဲသွားပြီးသူ့ရဲ့ခန္ဓာကပျောက်ကွယ်သွားပါတယ်။သူ့ရဲ့ခန္ဓာကပျောက်ကွယ်သွားရင်မြားကပြုတ်ထွက်သွားပါတယ်။တုံလုံးစရာကောင်းတဲ့မြားကလူနှစ်ယောက်ကိုဇဒိုက်တက်ခဲ့တာကြောင့်အရှိန်အနေငယ်ကိုဆုံးရှုံးသွားပြီးမြောင်မဖွေရာကောင်းတဲ့စွာကတော့ရှိနေသေးပါပဲ။ထိုးချိန်မှာထို ိုရာတတိယလူဖြစ်တဲ့ရှစ်ပြည့်ဟော်စွိုင်းကိုတုံးခဲ့တဲ့အမျိုးသမီးစီကိုပြစ်လွတ်သွားပါလေအမျိုးသမီးရအဖျော်ဝဲလူကြီးရဲ့တည်ဆုံးမှုကိုမြင့်မြင့်တွေးခဲ့ပြီးတဲ့နောက်သူ့အမကပြုတ်ကွဲသွားတာကိုလည်းမြင်လိုက်ရပါတယ်သူရဲ့မျက်နှာစိတ်ဆင်းရဲတဲ့အမူအရာတစ်ခုကိုဖော်ပြနေပါတယ်သူရဲ့ခန္ဓာပုံရိပ်ကိုယ်ပါတစ်ခုသာဖြစ်ပြီးတမန်တည်ဆုံးမှုကအဆင်ပြေပေမဲ့ထိုများနဲ့တည်ဆုံးတာသူ့ရဲ့မူလခန္ဓာကိုပြင်းထန်တဲ့ဒဏ်ရာတွေနဲ့တက်ရောက်စီပါလိမ့်မယ် ိုများထိုကဘာပေါ်မှာမရှိသင့်ပါဘူးထိုများသူ့ရဲ့ဇာတိမြေအနေလာတာဖြစ်ပြီးထိုရာလီမီသားစုရဲ့ကြော်ကြားတဲ့ယတနာတစ်ခုပါစိတ်ပြအငဲ့မှုကိုခံစားရရင်အမျိုးသမီးရမပြေတော့ပါဘူးသူကလှဲ့ပြီးသူ့ရဲ့အမိအယုံပြည့်နေသွားတဲ့အထိပိုကြီးထွားလာတဲ့မြားကိုရင်ဆိုင်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်ပါတယ်သူ့ရဲ့မျက်လုံးလေးကိုမှိတ်လိုက်တာနဲ့မြားကသူ့ရဲ့နဖူးကိုရောက်လာပါတယ်ထိုရာထိုဖောက်တော့မဲ့ချိန်မှာသူ့ရဲ့ရင်ပန်းကနေအယောင်ခဏပါအလင်းရထွက်လာပါတယ်သူ့ရဲ့လေဘေးမှာဘဲဦးနှက်ပုံတရံကြောက်တုံးတစ်ခုနဲ့လှုပ်ထားတဲ့ဆွဲသီးတစ်ခုပါရှိနေပါတယ်ထိုအယောင်ခဏပါအလင်းရထိုကြောက်တုံးကနေထွက်လာတာဖြစ် ်ပါလေဆွဲသီးရသူ့ရဲ့ရှေ့မှာမျောလင်းနေပြီးအယုံခုနှစ်ပါးလင်းရသူ့ရဲ့ခန္ဓာကိုဝင်းရံသွားပါလေထိုးချိန်မှာပဲမြားအမျိုးသမီးရဲ့နှဖူးကိုထိုးဖောက်သွားပါလေမြားကဖျက်ဆီးသွားပြီးရင်တော့သူကမျိုးလုံးကိုဖွင့်လိုက်ပါလေသူကဘာထိုင်ရမှမရရှိပေမဲ့သူ့ရှေ့မှာမျောလင်းနေတဲ့အနေရောက်ကြောက်တုံးကြီးပေါ်မှာအကွဲကြောင်တစ်ခုကပေါ်လာပါလေငါရဲ့အချစ်ရဆုံးတော်မူဖြစ်အောင်ငါဒီကြောက်တုံးကိုမင်းကိုပေးခဲ့မယ်ဒါမင်းကိုကာကွယ်နိုင်တယ်ဒါကြောင့်ဒီနေ့နေ့မှာငါမရှိတော့ရင်တော့ဒါမင်းနဲ့အတူရှိနေလိမ့်မယ် ကောင်းကင်ဧကရေးစီယာညင်သားတဲ့စကလုံးတွေဟာသူ့ရဲ့နားထဲမှာပဲ့တင်ထမ်းနေပါလိမ့်။မြားအမျိုးသမီးကိုထုတ်ဖောက်ပြီးမြို့ခိုးပုံစံရှိနေတဲ့ကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖရားရဲ့နောက်ကိုလိုက်သွားပါလိမ့်။မြားမြို့ခိုးထဲကိုထုတ်ဖောက်ဝင်ရောက်သွားတဲ့အခါကဘာအနှံ့ငြင်းချင်းမီဟိမ့်တန်နေရာပဲ့တင်ထပ်သွားပါလိမ့်။မြို့ခိုးကရုတ်တရက်ပြုတ်ကွဲသွားပါလိမ့်။ပြုတ်ကွဲသွားတဲ့အချိန်မှာအနေရောင်ဝေးကိုဝစ်စင်လာတဲ့အဖိုးကြီးတယောက်ဖြစ်အလီမြတ်ဆူဆီးသွားပါလိမ့်။သူ့ရဲ့မျက်နှာဖြူဖြောနေပြီးသူကနောက်ဆုတ်လိုက်တာနဲ့ သူ့ရဲ့ခန္ဓာကနောက်တစ်ချိန်ပြုတ်ကဲသွားပါလိမ့်စိတ်ဆင်းရဲစရာအဟိတံပြည့်တင်ထပ်သွားပါလိမ့်အချိန်တိုတွင်းမှာပဲကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖျားအချိန်ပေါင်းများစွာပြုတ်ကဲခဲ့ပါလိမ့်သူကနောက်ဆုံးတစ်ချိန်ပြန်လဲဖွဲ့စည်းလိုက်တဲ့အခါသူ့ရဲ့မြခုံးကြားအမတ်သားချိန်မွသွားပြီးမြားကသူ့ရဲ့ခန္ဓာကိုထုတ်ဖောက်သွားပါလိမ့်ရှေးဟောင်းကျဲဆုစနစ်ရဲ့အရှင်သခင်၅ပါးထက်ရတယောက်ဖြစ်တဲ့ကောင်းကင်အရှင်သခင်လီဟာနဲ့နှစ်ဖျားစိတ်ဆင်းရဲစွာနဲ့ပြုံးလိုက်ပြီးပောက်ကွဲသွားပါလိမ့်မြူခိုးအမြောက်များခြေရလဲရမကျန်ပြတ်ကွက်သွားပါလိမ့်အေကရစ်ဒီဖိုးကြီးကမင်းအတွက်မြောင်းကောက်ွယ်ပေးခဲ့တယ် 明要地婆机哟，身边下的苦背压里面。 သူကပြောက်ကွက်သွားနေရင်သူ့ရဲ့ဝမ်းထဲချစ်ခွဲစွာဟိန်တန်ပဲ့တင်ထပ်သွားပါလေထိုမြားရဲ့စွမ်းအောင်ကိုဖော်ပြနိုင်တဲ့တခုတည်းသောစကလုံးကကောင်းကင်းကိုတုံခါစီခြင်းမှာလူ၃ယောက်ကိုတပ်ပြီးရဲ့နောက်မြားထရစွမ်းအားကအများကြီးမကြံတော့ပဲကောင်းကင်းစီကိုဟိန်ရောက်နေစေပါထိုရာကောင်းကင်းကိုချိုးဖျက်ပြီးဝမ်လီကိုသူ့ရဲ့ဘေးဒုက္ခအနေလွမြောက်စေဖို့အတွက်ကြိုးစားပါတော့မယ်ဒိုးဝါးရင်မြားကကောင်းကင်းနောက်ရောက်ပြီးအပြန်အလင်းရတစ်ဖက်ဖက်လင်းလက်ဆက်ပြူလာချိန်ပါပဲလူတယောက်ကတိတ်တဆိတ်နဲ့ရှောက်ထွက်လာပါတယ်ထိုလူကသူ့ရဲ့မျက်နှာကိုတော့ဖုံးကွက်ထားတဲ့အနေရောက်ဝေးုံတစ်ထည်ကိုလည်းဝစ်စင်လာပါတယ်အာ ားကောင်းတဲ့ဖိအားတစ်ခုကသူ့ရဲ့ခန္ဓာကနေပြန်နှံထွက်လာပါတယ်ထိုဖိအားထိုတစိခါထားတဲ့နေရာမှာခွင့်ပြုထားတဲ့စမ်းကျဲလီဟာနဲ့အလဲအစင်းကျဉ်ကျက်မှုအကန့်အသတ်ထက်အများကြီးပိုပြီးတော့အားကောင်းပါတယ်သူ့ရဲ့၆သွင်းနေတဲ့ညာဘက်လက်ကစံတန်းပြီးမြှားကိုဖန်ဆွဲလိုက်ပါတယ်သူ့ရဲ့ခန္ဓာကတုန်ခါသွားပြီးရဲ့နောက်သူကဖြင်းချင်းစွာနဲ့ခေါင်းပေါက်ပြီးဝင်လင်းကိုကြီးလိုက်ပါတယ်သူကအေးဆေးတင်ငိမ်စွာနဲ့အကွဲနေတဲ့အတန်နဲ့ပြောလိုက်ပါတယ်ရှေးဟောင်းအမိတော်ခုတင်းနိုင်ရနေစွားကိုငားရံပြီးဟိန်ဟောက်တန်တိန်ပင်လေရဲ့ပထမတိုက်ပွဲမှာအပြင်ပိုင်းနဲ့ဘယ်ဟာကျဉ်ကျဉ်သူတွေကိုပိတ်ဆို့တယ် ဝလင်းငါတို့ကနောက်ဆုံးတော့ပြန်တွေ့ကြပြီဒီဖိုးကြီးကဧကရစ်ပဲကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါတယ်